GFC ပြိုင်ပွဲမှာတော့ချင်းလူငယ် fighter Joshua Van က flyweight dan ကပြိုင်ဘက် fighter Brandon River ကိုတတိယအချီအထိရှင်းပြိုင်ပြီးတော့ဒိုင်အဆုံးဖြတ်နဲ့အနိုင်ရသွားတာကိုအလုံးသိပြီးဖြစ်မှာပါကျတော့ American ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့မှာဒီဒီပြိုင်ပွဲကိုကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်ဒီပွဲမှာအနိုင်ရသွားတဲ့ချင်းလူငယ် fighter Van ကဒီ champion နေရာအတွက်သူနဲ့ထိုးမဲ့သူကို စောင့်နေမယ်လို့ပွဲအပြီးမှာပြောသွားခဲ့ပါတယ်အမေရိကန်ပြည်ထောင်စုမှာဒီဒေတာဆန်တော်ချိန်အာဂျွန်လ28ရက်နေ့ညပိုင်းကကျင်းပတဲ့ပြိုင်ပွဲမှာဗန်က အချိန်ကပ်ပြီးမှလူစားတို့ရှင်းပြန်ကစားခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့ van ကပြိုင်ဘက်ကိုတုံးချီမြောက်မှလဲကြအောင် ထိုးပြီးတော့အနိုင်ယူခဲ့တာပဲဖြစ်ပါတယ် Brandon River ကို အနိုင်ရသွားတဲ့ချင်းလူငယ် fighter van ကအခုတော့ UFC flying weight တန်းရဲ့ဒီ champion ကိုစိန်ခေါ်ထိုးခွင့်ရသွားပြီ ဖြစ်ပါတယ် van ကအခုဆိုရင်ဒီ flying weight တန်း champion ကပတ်ပိုင်ရှင်အသက်35နှစ်အရွယ် Brazil fighter Pantoja နဲ့လာမယ့် ချန်ပီယံကပတ်ကာကွယ်ပွဲမှာ ထိုးသက်ရမယ်ဆိုတာကိုတော့ပွဲပြီးမှပဲကြေညာခဲ့ကြပါတယ်။မြန်မာပြည်ပွားအမေရိကန်နိုင်ငံမှာကြီးပြင်းတဲ့သူဖြစ်တဲ့ချင်းလူငယ်ဖိုက်တာဗန်ကိုဂုံပြူချောင်းချင်းမျိုးသားတပ်ဦး CNF ကလည်းတည်င်းလွာ ထုတ်ပြန်ခဲ့ပါတယ်။